ဆိုင်မင်္ဂလာပါရှင်မင်္ဂလာပါသမီးဟုတ်ကဲ့ပါဆရာဒီတစ်ခါမှဆိုရင်တော့သမီးတို့ဒါအခုဒီတစ်ခါဆွေးနွေးကြတဲ့အကြောင်းအရာလေးကဆရာရဲ့သမီးတို့တခုမိုးရင်းရောက်လာပြီပေါ့မိုးရွာဒီကာလကလေးတွေအကြောင်းဖွင့်တဲ့ကာလလေးဖြစ်လာတဲ့အချိန်မှာတော်တော်များများပါဖြစ်လဲဆိုတော့ဖျားကြနာကြတဲ့မိုးလေးမိရတယ်ပေါ့နော်အဲ့ဒါကိုလည်းတနည်းအားဖြင့်ဆိုရင်တော့တုတ်ကွေးလို့ဆိုပြီးလဲခေါ်ကြတယ်ပေါ့နော်အဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဆရာအင်းငယ်ကလေးဆွေးနွေးပြပါအောင်ရှင်ဟုတ်ပြီသမီးအဲ့ဒါလေးကလည်းမိခွန်းလာတယ်ပြောရမှာနော်ဘာလို့ဆိုကလေးအများစုနဲ့တည့်ရဲ့သက်ဆိုင်တာ哦ချိုးကြတော့ကလေး နေမကောင်းပြီဆိုရင်အိမ်မှာရှိတဲ့အမေရောအဖေရောအဖိုးရောအဖွားရောအဲအလုပ်တွေများကြပြီအာစီကန့်သွားရမယ်အာစီဝေရမယ်ခလူစီတက်ရမယ်စီလဲရမယ်နော်အယူအဆလည်းတောင်တောင်မတူကြဘူးတိမ်ထဲမှာကိုအဲတချို့ကစီအပူလိမ့်မယ်အာမဖြစ်ဘူးသူကစီအီးလိမ့်မယ်အဲ့လိုဝိပါဒကွဲတယ်ပေါ့တုတ်ကွေးဆိုတာက မိုးဦးကျလာပြီဆိုလို့ရှိရင်သူ့နာမည်ကဘလို့ခေါ်တာတုတ်ကွေးတယ်နော်ချမ်းလာပြီပြီဆိုတော့ဘလို့ဖြစ်လဲဆိုတော့ဒါကလည်းကွေးနေတာပဲနော်တုတ်ကွေးရဲ့တတိယကွေးနာမဘလောက်ထိကွေးလဲဆိုရင်နှစ်ဖူးနဲ့ဒူးနဲ့ထိအောင်ကိုကွေးထားကြတာနော်အဲ့လိုကွေးထားကြတာဒါကွေးထားတာသူကသာချမ်းလို့ကွေးတာသူ့အတိုင်းကြီးရဲ့အပူချက်တရားကျော်နေတယ်နော်အဲ့တော့ဘလို့ဖြစ်လဲဆိုတော့အတွင်းဘူးအပြင်အေးခေါ်တယ်အတွင်းမှာကြိတ်ပြီးပူနေတယ် အပြတ်အေးတယ်အဲ့တော့အဲ့ဒါမလုပ်ပေးရမလဲဆိုရင်ဆရာကျော်ကတော့အဲ့ဒါကိုဒီဒီမိဖို့ကြောင့်ကိုစေကန်းလို့မြင်ရမယ်တနခါကန်းကိုစေကန်းလို့မြင်ရမယ်အဲ့တနခါတန်တန်လေးကိုတနခါတန်တန်လေးကိုလိမ့်ပေးရမယ်နော်တနခါတန်တန်ဆိုဆက်သွေးပြောတာမဟုတ်ဘူးနော်လက်သွေးကျဲကျဲလေးလိမ့်မယ်လိမ့်တဲ့အခါမှာဘဲချီကိုအရင်လိမ့်ပါပြီးညာလက်ကိုလိမ့်ပါဘဲချီညာလက်ဘဲချီညာလက် ကုလားသမီးကလေးတွေမိတာဖြစ်လာခဲ့ရနော်အဲ့တဏခါတတ်နိုင်လေပြီးလို့ရှိရင်အဲ့တဏခါတတ်ရင်တကောရက်ပါရှင်းလိုက်ပါနော်အဲ့လိုရက်ပြီးမယ်ဆိုရင်ကလေးကတော်ရုံအဖျားကလေးတဲ့ဟာသုံးရက်လောက်အတွင်းမှာလေအဖျားကြပြီးပြန်ပြီးကလေးကလည်းလန်းလန်းဆန်းဆန်းနဲ့ပျော်ပျော်ပါးပါးနဲ့ကြောင်သွားစရာရှိသွားကစားစရာရှိကစားဖြစ်တာပေါ့နောက်မှဆိုကလေးတွေကဖျားပြီးဆိုတဲ့ပဲတနာစရာလေးတွေငေါငေါလေးတွေမလောက်ချင်တော့ဘူး ဘူးဘူးမဲ့စကားမပြောကြတော့ဘူးကစားချင်စီလည်းမရှိတော့ဘူးအဲ့တော့ကလေးဆိုတာတကယ်ကတော့တွက်နေရမှာနော်တွက်တက်လဲလဲချက်ချက်ချာချာပြူပြပါရွှင်ရွှင်ပြုံးပြုံးအဲ့လိုခုံကြီးပေါက်ကြီးအဲ့လိုနေရမှာနော်အဲ့လိုလေးနေနိုင်မှုအတွက်ခုနသမီးမေးတဲ့မိကွန်ဒီရသည်ကြောင်းဖွင့်တဲ့ရာသီမျိုးမှာကလေးအများစုအတွက်ခုနပြောတဲ့အပူဆက်တွေကိုရှောင်ပြီးကြွေးကြပါတော့နော် အချင်းနဲ့အခါလေးကိုမျှတာအောင်ကြွေးပါတော့ဒါပြင်အချင်းအခါဆိုတဲ့မှာလဲဘလို့အချင်းပြအတိတော့ဆိုဒိန်ချင်းရေခဲမှာပါထညက်ကလေးနဲ့မကြီးဖြော်ရည်လေးတန်းတန်းကိုယ့်မှာကိုဖြော်မကြီးသေးတဲ့ထညက်ရဲ့ဖြော်ရည်လေးဖြော်ရည်တန်းတန်းအဲ့တိုက်ပဲနောက်အိမ်မှာဈေးသွားတဲ့ဆိုအမေကဈေးရနေပြီးတော့အသီးလေးတွေတွေ့ရင်သုံးလေးကားမျိုးဝယ်လာခဲ့တီးဆုံချီချက်လိုက်အဲ့တီးဆုံချီတအိမ်သားလုံးစားတဲ့နဲ့ အခုပြောတာသိပ်များတာမှချုပ်ပြောလိုက်တော့မယ်နော်ခုနကြောင်းမင်းကြီးမှာအချင်းနဲ့အခါစားပါဒီဆုံးချင်ဟင်းလေးစားကြပါနော်တဏ္ခါကိုလိမ့်ပါတဏ္ခါကိုရက်လေးရက်ပါအကယ်၍ညမှာဆိုရင်တော့ကရမက်ကိုလိမ့်နိုင်ကရမက်ကိုပြောင်းလိမ့်ပါအဲ့ဒီကရမက်ကလည်းရက်ရပါတယ်ဒါကရမဟာတော့အားနည်းချက်တခုရှိတယ်ထညင်းနဲ့လုံးဝမတည့်ပါဘူးသူရက်လို့ရှိရင်ထညင်းမစားပါနဲ့ ဲ့လောက်လိုက်နိုင်ရင်ကိုကလေးတွေအတွေ့ရောတမျိုးသားလုံးလို့ပဲပြောပါမယ်နော်လူကြီးလူငယ်အားလုံးအတွက်အကျိုးများပါလိမ့်မယ်လို့ဆေးရတင်ပြပါတယ်ဗျာသူဒီမရင်ဆိုင်ပြောကြပြတာအတွက်ဟုတ်ပြီအားလုံးပဲအစာဝအနာကင်းဖရာရှင်းကြပါစီဗျာ